ဒီကနေ့နိုဝင်ဘာလ17ရက်နေ့မှာရရှိထားတဲ့ထူးခြားသတင်းတွေအကြောင်းကိုပြောပြပေးဖို့သတင်းတွေတိဖြတ်တင်ဆက်ပေးနေတဲ့ TV ရဲ့သတင်းတော်အခုကျော်စိုးလင်းကို TV Studio ကနေတိုက်ရိုက်ဆက်သွယ်မြင်ပြသွားပါမယ်အကိုမင်္ဂလာပါမင်္ဂလာပါခင်ဗျဟုတ်ဟုတ်ကဲ့ပါရှင်ဒီကနေ့မှာရရှိထားတဲ့သတင်းတွေကထူးခြားသတင်းတွေဗားရီပြောပြဖို့ရှိမလဲကိုဟုတ်ကဲ့ဗျအာဒီနေ့တော့မြန်မာနိုင်ငံကဒီကမ္ဘာမှာပေါ့လေနော်အင်တာနက်လွတ်လပ်ခွင့်အဆိုးဆုံးနိုင်ငံစင်မှာပါနေတဲ့အကြောင်းပြောပြခြင်းပါလေဗျ American Cheese Freedom House နဲ့မြန်မာလူခွင့်ရေးအဖွဲ့ပေါ့လေနော်အဲ Human Rights မြန်မာတို့ထုတ်ပြန်တဲ့အစီရင်ခံစာအရမြန်မာနိုင်ငံကအင်တာနက်လူလတ်ခွင့်မရှိတဲ့အဆိုးဆုံးစည်ရင်းမှာအောက်ဆုံးကနေပါနေတာပေါ့လေနော်2024ခုနှစ်ဇွန်လတရနေ့ရနေပြီးတော့ဒီနှစ်မေ31ရက်နေ့အထိရတဲ့အချက်လက်တွေပေါ်မူတည်ပြီးတော့သူတို့တွေကဒီစစ်တမ်းကောက်ယူထားတာပေါ့အဲအဲ့ဒီစစ်တမ်းပေါ်မူတည်ပြီးတော့ ဟိုအိုက်စစ်တမ်းမှာဆိုလို့ရှိရင်ပေါ့အမှတ်တွေပေးတာပေါ့အနန္တလုံးလက်ခွင့်နဲ့ပတ်သက်ပြီးတော့အမှတ်တရာပေးတယ်အဲ့အမှတ်တရာမှာမြန်မာကိုးမှတ်ပေးရတယ်သူနဲ့အတူတူမြန်မာနိုင်ငံနဲ့အတူတူပေါ့တရုတ်နိုင်ငံကလည်းအဆိုးဆုံးဆိုတော့ကိုးမှတ်ပေးရတယ်ကျွန်တော်မြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံအထက်မှာဒီဘာသာရေးဖိနှိပ်မှုတွေရှိပါတယ်လူလက်ခွင့်ကိုကန်တဲ့ချုပ်ချယ်မှုအများကြီးရှိပါတယ်ဆိုတော့အီရန်နိုင်ငံကတော့မှ73မှန်တယ်ကျွန်တော်တို့ရဲ့အထက်မှာရှိတယ်ပေါ့လေနော်ဆိုတော့အဲ့လိုအဆိုးဆုံးအခြေအနေမှာရှိနေတယ်ဒါတွေကဘာဖြစ်လို့လဲဆိုလို့ရှိရင်အာနာသိန်းစစ်တပ်ကဒီနောက်ပိုင်းမှာအင်တာနက် သုံးတဲ့သူတွေကိုထောက်လန်းမှုအတွက်အစိမ့်မြင့်ထောက်လန်းရေး software တွေသုံးလာတယ်။နောက်ဒီ VPN တွေပိတ်ပင်တာတွေလုပ်တယ်ပြီးတော့အာစစ်တပ်ကအာဏာသိမ်းပြီးခဲ့ကသူတို့ဆန့်ကျင်နေပြီးတော့ online အားကောင်းတဲ့နေတွေကိုသူကအပြစ်ပေးတဲ့သဘောပေါ့ဥပမာသခိုင်းက online အားကောင်းတဲ့နေတွေဆိုလို့ရှိရင်သခိုင်းကို internet ဖြတ်ပစ်လိုက်တာမရခိုင်ကို internet ဖြတ်ပစ်လိုက်တာအဲ့လိုကိစ္စတွေကိုသူတို့ကလုပ်ခဲ့တယ်ပေါ့ပြီးတော့နောက်သူတို့ lobby တွေသုံးတယ်ဥပမာဟို Telegram lobby channel တွေသုံးတယ်တယောက်နဲ့တယောက် အခု network တွေချိန်ပြီးတော့အာဟိုလူအေးယူပါဒီလူအေးယူပါအဲ့ဒါတွေလုပ်တယ်ပြီးလို့ရှိရင်သတင်းဟိုအမားတွေတင်တယ်ဗောလေနော်အဲ့လိုမျိုးသတင်းတွေကို lead ဟိုသတင်းအချက်အလက်တွေကိုကြိုးကန်ချက်လဲကိုစူးစမ်းတာတွေပြီးတော့ဒီ internet ပုံမှာသူတို့ဝေဖန်တဲ့သူတွေကိုဖမ်းဆီးတာတွေထောင်ချတာတွေလုပ်နေတယ်အဲ့ဒီဟာတွေအကြောင်းမလို့ဒီအမှတ်ပေးတဲ့အချိန်မှာဒီအမှတ်နဲ့ဆုံးဟိုဘယ်လိုခေါ်မလဲစစ်တမ်းအရာအမှတ်နဲ့စစ်တမ်းအဲဆန်းစစ်တဲ့အချိန်မှာအမှတ်တွေနည်း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 ပြီးတော့အဆိုးဆုံးအခြေအနေကိုဖြစ်နေတာပေါ့ဒါနဲ့မကသေးဘူးစစ်တပ်က ဒီ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီတွေကိုတိုက်ရိုက်ကောတွေဝိုက်ပြီးတော့သူတို့ကထိ ंछ ုပ်ဖို့စူးစမ်းတာတွေရှိတယ်ပေါ့ပြီးတော့ internet ပေါ်ကအကြောင်းအရာတွေကိုစန်ဆာလုပ်တာတွေပြီးတော့ဒီ internet ကဟာတွေကိုထောက်လန်းတာတွေလုပ်ပြီးတော့အရေးယူတာတွေကျွန်တော်ကပြောသလိုပေါ့အရေးယူတာတွေလုပ်ပြီးတော့ဟိုထိ ंछ ုပ်ထားတဲ့အတွက်ဒီလိုဆိုးနေတာလို့အစင်ခံစားမှာပါပါတယ်ကျွန်တော်လက်တွေမှာလည်းစစ်တပ်ကဒီ internet ပေါ်မှာသူတို့ကိုမကြိုက်ကြောင်းပြောတာဒါမှမဟုတ်သူတို့ကိုစန့်ကျင်ပြီးတော့ပေါ့လေသူတို့ကိုဝေဖန်တယ်စန့်ကျင်တဲ့ လူတွေရဲ့ဒီလူမှုကွန်ရက်ပေါ်က post တွေကိုထောက်ခံတာအမှတ်ချက်ပေးတာအဲ့လိုလူတွေကိုဖမ်းဆီးတာတွေရှိနေတယ်ပေါ့တိတ်မကြခင်ကပဲသူတို့စစ်တပ်ကလုံမဲ့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဝါရဖြန့်ချီဇကာပေါ့အဲ့ဇကာနဲ့ပတ်သက်ပြီးတော့လူမှုကွန်ရက်မှာဝေဖန်တဲ့အမှုပညာရှင်တွေအဲ့ဝေဖန်တော်ကိုထောက်ခံတဲ့ react လုပ်တဲ့ပေါ့လေဟိုလူမှုကွန်ရက်ဇကာသူ react လုပ်တဲ့အမှုပညာရှင်တွေကိုဖမ်းဆီးတာတွေလည်းရှိတယ်ပေါ့ဒါချင်းကိုနောက်တစ်ခုကစစ်တပ်ကဒီ အင်တာနက်သုံးတာတွေကိုကန့်သတ်ဖို့အတွက်ဒီကုမ္ပဏီတွေကိုပါကန့်သတ်ဖို့လည်းသူတို့ထုတ်ထားတဲ့ဥပဒေကလည်းရှိတယ်ဒီစိုက်ဘာလုံခြုံရေးဥပဒေဆိုတာအဲ့ဒီဥပဒေမှာဆိုရင်ဘာပါလဲဆိုတော့ဒီအာအင်တာနက်ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီတွေပေါ့လေနော်တသိန်းကျော်လောက်ဒီအသုံးပြုတဲ့သူတသိန်းကျော်လောက်ရှိတဲ့ကုမ္ပဏီတွေကသူတို့စီမှာမှတ်ပုံပြန်တင်ရမယ်မှတ်ပုံတင်ပြီးတော့သူတို့စည်းကမ်းချက်တွေကိုလိုက်နာမယ်ဥပဒေပါစည်းကမ်းချက်တွေမှာဘယ်လိုပါလဲဆိုတော့ဒီ platform ပေါ်မှာ Facebook သို့ Facebook YouTube သို့ YouTube TikTok သို့ TikTok ပေါ့နော်သူတို့ platform ပေါ်က content တွေကိုစစ်တပ်ကဒါ ဖြုတ်ချရမယ်ဆိုလို့ရှိရင်ဥပဒေအရသူတို့ကဖြုတ်ချပေးရမယ်မဖြုတ်ချရင်သူတို့ကပိတ်သိမ်းတာဒီပစ္စည်းတွေကိုသိမ်းပစ်တာဒီဒီ platform ကိုမြန်မာနိုင်ငံကနေပြီးတော့ပိတ်သိမ်းတာအထိအရေးယူလို့ရတယ်ပြီးတော့ဒဏ်ကိုရိုက်လို့ရတယ်ဆိုတော့ဥပဒေပြဋ္ဌာန်းချက်တွေထုတ်ပြန်ထားတယ်ပေါ့ဆိုတော့ဒီစစ်တမ်းဒီ freedom house နဲ့ human rights မြန်မာကထုတ်ခဲ့တဲ့စစ်တမ်းတိုင်းပဲကျွန်တော်တို့နိုင်ငံကတကယ်တမ်းလက်တွေ့အခြေအနေမှာလည်းဒီလို internet လွတ်လပ်ခွင့်ရအဆိုးဆုံးအခြေအနေဖြစ်နေတယ် အာဒါဖတ်မှာလဲစစ်တပ်တခုရဲ့အကြောင်းလည်းမဟုတ်ဘူးဒီကျွန်တော်တို့တော်လိုင်းကြီးဖြစ်နေတယ်လက်နက်ကင်ပဋိပက္ခဒေတာတွေတော်လိုင်းကြီးဒေတာတွေမှာလဲလုံခြုံရေးအကြောင်းပြချက်တွေနဲ့ဒီ internet လွတ်လပ်ခွင့်ပိတ်ပင်တာတွေရှိရပေါ့ဆိုတာကအာလေရင်ဘုံကျဲတယ်ပြီးတော့စစ်တပ်ရဲ့တရှိုးတွေမိတယ်ပြန်စစ်တဲ့တရှူတွေကဘယ်နေရာဘုံကျဲပါဆိုပြီးတော့ internet ကဟို internet သုံးပြီးတော့ point ထောက်တာတွေရှိတယ်ဆိုပြီးတော့ဒီ online တက်ဖွဲ့တွေကလည်းပိတ်တာတွေရှိတယ်ပေါ့ဆိုတော့ဒီလိုအခြေအနေကြောင့်ပဲ ကျွန်တော်မြန်မာနိုင်ငံရဲ့ internet လူလက်ခွင့်အခြေအနေကကမ္ဘာမှာအဆိုးဆုံးအခြေအနေကိုဖြစ်နေတယ်လို့ပြောလို့ရပါတယ်ဗျဟုတ်ကဲ့ဟုတ်ကဲ့ပါရှင်အခုလိုပြောပြပေးတဲ့အတွက်ကိုကျော်စိုးလင်းကျေးဇူးများတင်ပါတယ်ရှင်အခုဆက်လက်ပြီးတော့ DVB ရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးဦးမှာပါ